မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်အပ်ဒိတ်မျိုးသိန်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်တုံးမှန်းအယောက်40ကျော်နဲ့120မမ122မမအမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းအများပြားကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ9ရက်နေ့ညပိုင်းမှာသခိုင်းတိုင်းအင်းတော်မျိုးကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လုံဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်တုံးမှန်းအယောက်40ကျော်ကိုဖမ်းဆီးရရှိထားပါတယ်။ 120မမ120မမလက်နက်ကြီးတွေနဲ့လက်နက်ခဲယမ်းတွေအများကြီးရထားပါတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ အင်းတော်မျိုးကို2024ခုနှစ်ဩဂတ်လ16ရက်နေ့ကစတင်ပြီးတော့ KI ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရာဩဂတ်လ24ရက်နေ့မနက်ပိုင်းမှာအင်းတော်မျိုးရဲစခန်းထွေအုံယုံနဘာလန်းစုံနဲ့နဘာရွာဖုန်ကြီးကျောင်းမှာရှိတဲ့စစ်စခန်းများကို KI ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အင်းတော်ရဲစခန်းနဲ့ထွေအုံယုံကနေစုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအင်းတော်မျိုးမှာရှိတဲ့ဒေသခေါ်ဂျပန်နိုင်ငံကမှတမခွန်ခွန်ရဲ့ရှေ့တန်းဌာနချုပ်အဖြစ်နဲ့ ခံစစ်လောက်ကခုခံခဲ့တယ်လို့သိရပါဗျ။အင်းတော်မြို့မှာရှိတဲ့အကြမ်းမဲ့စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်နိုင်ငံစခန်းကုန်းကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကခုနှစ်လကျော်တိုက်ခတ်ပြီးတဲ့နောက်သိမ့်ပိုက်ရရှိကအင်းတော်တမျိုးနယ်လုံးမှာစစ်ကောင်စီတပ်တွေကင်းစင်သွားပြီဖြစ်တယ်လို့သိရပါဗျ။အင်းတော်ကိုခက်ခက်ခဲခဲတိုက်ခတ်ခဲ့ရပါတယ်။စစ်ကူစစ်ကြောင်းတွေကိုလည်းအချိန်ချင်းကြားဖြတ်တိုက်ခတ်ခဲ့တယ်။ကိုရီဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ် ဖလန်းမြို့မှာရှိတဲ့လက်ကျန်268တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 9ရက်နေ့မနက်ပိုင်းမှာဖလန်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ခလိုက်ရ268တပ်ရင်းကိုချင်းကြီးနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများဟာစခန်းကိုဆုံခွာထွက်ပြေးသွားတဲ့အတွက်လိုက်လံရှင်းလင်းလျက်ရှိရာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲကမပြီးသေးဘူးဗျ။အခြေအနေကို CB ကနေပြီးတော့ထုတ်ပြန်ဖို့ရှိပါတယ်လို့ချင်းကြီးနောင်အဖွဲ့ CB ရဲ့ပြောရေးဆိုခွင့်ရှိသူက ောပြထားပါတယ်အခုလိုမျိုးစစ်ကောင်စီရဲ့လက်ကျန်တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့တိုက်ခိုက်မှုများရှိနေတယ်လို့သိရပါတယ်အဲ့ဒီဖလန်းမျိုးတိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပြီးခဲ့တဲ့2024ခုနှစ် နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရောအစပိုင်းမှာဖလန်းမြို့မှာရဲစခန်းထွေအုံယုံနဲ့မြို့ရင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ခလိုက်ရ268တပ်ရင်းကိုအပိသက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲပိတ်ဆို့တိုက်ခိုက်ခဲ့ရောလေးလကျော်အကြာမှသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာမင်းအောင်လိုင်ရဲ့မိသားစုအလို့အဖြစ်နဲ့ရှင်လောင်းအပါ9500ရှင်ပြုပွဲကိုအေပီလ2ရက်နေ့ကပြုလုပ်ခဲ့ပြီးတော့ရှင်လောင်းတအုပ်ကိုငွေကျပ်တသိန်းပေးမယ်လို့ဂရိပေးခဲ့တော်လဲလက်တွေမှာတော့တပြားတစ်ချက်မှမပေးဘူးလို့ရှင်လောင်းရဲ့မိဘတချို့ကပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ2ရက်နေ့ကရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုင်မိသားစုအလို့အဖြစ်နဲ့ ရှင်လောင်းအပား9500ရှင်ပြုတ်ဘွဲကိုရန်ကုန်မှာပြုတ်လုခဲ့တယ်လို့သိရပါဗျ။ရှင်လောင်းများအဖြစ်ရန်ကုန်တိုင်းဒတိုင်းလုံးမှာရှိတဲ့အခြေခံပညာကျောင်းများကကျောင်းသားများကိုမဲနိုင်ပြီးတော့မဲပေါက်တဲ့ကျောင်းသားများကိုကိုယ်ရင်အဖြစ်နဲ့သင်ကန်းစီးပေးခဲ့တယ်လို့သိရပါဗျ။သင်ကန်းစီးပေးရမှာသင်ကန်းစီးရန်ကုန်ကြစေအပြင်ရှင်လောင်းတအူးကိုငွေကျပ်တသိန်းပေးမယ်လို့မင်းအောင်လိုက်ရဲ့မိသားစုကပြောဆိုခဲ့တယ်လို့တကယ်လက်တွေ့မှာတော့ကိုယ်စိတ်နဲ့ကိုယ်သင်ကန်းစီးပေးရတဲ့အပြင်ငွေကျပ်တသိန်းလည်းမရဘူးလို့မိဘများကပြောဆိုနေကြပါဗျ။အဲ့ဒီရှင်ပြူပွဲကို တဲဖြူဖုန်းကြီးကဥဆောင်ပြီးတော့အခါတော်ပေးခဲ့တယ်လို့သိရပါဗျ။ကျောင်းတချောင်းမှာကျောင်းသား25ဦးကိုမဲဖောက်ပြီးတော့ရွေးတယ်။အဲ့ဒီရှင်ပြူဝဲအတွက်ကျောင်းတချောင်းမှာကျောင်းသား25ဦးကိုမဲဖောက်ပြီးတော့ရွေးတယ်။အုပ်ကြီးတွေနဲ့ကျောင်းအုပ်ကြီးတွေရန်ကုန်တိုင်းဒတိုင်းလုံးမှာခေါ်တာမဲပေါက်တဲ့ရှင်လောင်းကလင်းမိသားစုဝင်းတွေကိုရှင်ပြူစေးအဖြစ်နဲ့ငွေကြတသိန်းပေးမယ်။သင်ငန်းတွေဘာတွေကိုလဲဝင်းကြီးချုပ်မိသားစုမင်းအောင်လိုင်ရဲ့မိသားစုကအကုန်ကြခံပေးမယ်လို့ပြောတယ်။ဒါပေမဲ့ရှင်ပြူဝဲသာပြီးသွားတယ်။ဘာတသိန်းမှလည်းမရဘူး။ ကိုကလေးအတွက်သင်္ကန်းစေးကအစကိုဟာကိုအကုန်ဝယ်ရတာပါပဲကိုပတ်စံနဲ့ကိုတုံးရတယ်သူတို့ပေးတဲ့ပတ်စံတသိမ်းမရတဲ့အပြင်လမ်းစရိတ်လဲဆုံးလူတောင်ပင်ပန်းသေးတယ်လို့ရှင်လောင်းတုပ်ရဲ့မိဘကပြောပြထားပါတယ်မက်လာ28ရက်နေ့ကသခိုင်းငန်လျင်ကြီးလောက်ခတ်ပြီးတော့လူသေးဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တော့လဲမင်းအောင်လိုက်ရဲ့မိသားစုကအေပီလာ2ရက်နေ့မှာရှင်လောင်းအပား9500 900ရှင်ပြူပွဲအလူကုန်မဖြတ်ဘဲနဲ့ရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ပြီးတော့ကျေးပခိုင်းခဲ့တယ်လို့သိရပါတယ်အေပီလာ2ရက်နေ့မှာရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့ စုပေါင်းရှင်ပြည့်ဘွဲနဲ့လှဲ့လှယ်ဘွဲကိုမြို့နယ်ထွေအုံများကတက်ရောက်ခဲ့ရပြီးတော့ရွှေတကုံဇေဒီတို့မှလှဲ့လှယ်ဘွဲများကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ငလျင်တန်တင့်နေတဲ့အချိန်ရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြည့်ဘွဲနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံရမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်တရင်ထုတ်ပြန်ခြင်းမျိုးမပြုတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့သခိုင်းငလျင်ကြောင့်ရတနာပူရအင်းဝမျိုးဟောင်းရဲ့ရေနန်းဆောင်တစ်ခုကိုတွေ့ရှိခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးဒရဦးမြို့နယ်ရတနာပူရအင်းဝမျိုးဟောင်းစီတူပုံမြို့ရိုးရဲ့အပြင်ဘက် အရှိမြောက်တောက်မှာကုန်းမောက်ခဲ့ဦးစင်ဖြူရှင်မင်းနဲ့သခိုင်းမင်းတို့လက်ထက်ကတိဆောက်ခဲ့တဲ့ရေနန်းတော်ဆိုတာဟာလက်ဝဲနော်ရထားအမတ်ရဲ့ပရပိုက်ပုံမှာတွေ့ရှိခဲ့ရတယ်လို့သိရပါဗါးအခုတွေ့ရှိခဲ့ရတယ်အဆောက်အုံရဲ့တောင်ဘက်မှာရှိတဲ့တရက်ကင်းလေကားအစိပ်ပိုင်းများကို2009ခုနှစ်မှာဒေသခံများကအုပ်ဖုပ်လုပ်ငန်းဆောင်ရွက်ရာကနေစတင်တွေ့ရှိခဲ့တဲ့အတွက်ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကထိမ့်သိမ်းထားရှိခဲ့ပြီးတော့မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ကြီးမားတဲ့ငလျင်ကြီးကြောင့်အခုတွေ့ရှိထားတဲ့လေကားခုံနဲ့ဆက်ဆက်လျက်ရှိတဲ့ရေ င်ကျင်းမှုအမွေအနှစ်များကိုအကွဲချောင်းတွေကြားထဲကနေထပ်မံတွေ့ရှိလာရခြင်းဖြစ်တယ်လို့သိရပါဗါးဒါကြောင့် AP လ6ရက်နေ့ကစတင်ပြီးတော့ရှင်းဟောင်းသူတွေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနမန္တလေးဌာနခွဲကစမ်းသပ်တူဖော်ခဲ့ရမှာအရှိတ်ဘက်တရကင်းလေကားရဲ့တရကင်းပုံမြောက်ဘက်လက်တံနဲ့စင်ကအုတ်ခုံတို့ကိုတူဖော်တွေ့ရှိခဲ့ပြီးတော့ပနတ်အုတ်ခုံအလျား7ပေ6လက်မှာအနက်3ပေ8လက်မှာအုတ်ခုံတောင်ချုံ2ပေ6လက်မှာအုတ်ခုံကနေလေကားအထွက် ခိုနန်းချိုး၁၈လက်မလက်ယုံတောင်ချိုး၈လက်မခိုနန်းချိုးကနေတရကင်းအစုံ၁၇ဘေးနဲ့၄လက်မတို့ကိုတူဖို့တွေ့ရှိထားပြီးတော့ဆက်လက်ပြီးတော့တူဖို့သူတည်တနာပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်လက်တလုံးစမ်းသက်ရှာဖွေတွေ့ရှိချက်အရာပရပိုက်ပုံဆွဲများမှာတွေ့ရှိခဲ့ရတယ်ရေနန်းတော်လိုမျိုးအဆောက်အုံများစွာပါဝင်တဲ့ကြီးမားတဲ့အဆောက်အုံမျိုးတော့မဟုတ်နိုင်ဘူးလို့ပြောပါတယ်အလျားပေ200ကနေ250ပေးနဲ့အနံပေ200ကတစ်သားတိုင်များနဲ့ တရက်ကင်းလေကားခုံကိုတွဲဆက်ပြီးတော့တိဆောက်ထားတဲ့အဆောက်အုံမျိုးဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။အနည်းဆက်ဆုံးနှိုင်းရှင်ပြီးတော့အင်းဝဘားကရာတက်သားကြောင်မန္တလေးမြို့မှာရှိတဲ့ရွှေနန်းတော်ကျောင်းကြားလိုမျိုးတရက်ကင်းလေကားရှစ်ခုကနေ၁၀ခုအထက်မှာပါရှိနိုင်တဲ့အဆောက်အုံမျိုးဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။ရှေးမြန်မာမင်းများအုံပြုခဲ့တဲ့ရေနဲ့တက်ဆိုင်တဲ့ပွဲလန်းတပည့်ခန္ဓာများကျင်းပတာကိုကြည့်ရှုရမှာအုံပြုတဲ့အဆောက်အုံမျိုးပုံပြီးတော့ဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။ရေနန်းတော်ထံ ရေနန်းဆောင်လို့သာတုံးတုံးတဲ့နယ်လို့ပြောဆိုထားပါတယ်အချုပ်အားဖြင့်ပရပိုက်မှာပါရှိတဲ့ရေနန်းတော်လိုမျိုးကြီးကျယ်တဲ့အခန်းများပါဝင်တဲ့အဆောက်အအုံမဖြစ်နိုင်ဘူးလို့ကနဦးလေးလာတွေ့ရှိချက်များအရာသတင်းထုတ်ပြန်ထားပါတယ်ဒါကြောင့်စစ်ကောင်စီရဲ့ရှေးဟောင်းတုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့မြမရှေးဟောင်းရင်ကျင်းမှုအမွေနဲ့များအားအစဉ်တစတူဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာအခုငလျင်ကြီးကြောင့်ထွက်ပေါ်လာတဲ့အင်းဝခေရင်ကျင်းမှုအဆောက်အအုံအမွေနဲ့ကိုစနစ်တကျဖော်ထုတ်သွားမယ်လို့ထုတ်ပြန်ထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်တပ်ကရန်နာဆဲကြအပြစ်ရထားမယ်လို့ကြေညာထားတော့လေကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိအပြစ်ခတ်ရက်ဆဲတယ်လို့အကြမ်းဖက်စစ်တပ်ကကြေညာထားတော့လေလက်တွေ့စစ်မြေပြင်မှာတော့စီရေးအခြေအနေရပ်တန့်ထားခြင်းမျိုးမရှိပဲကော့ကရိတ်တောင်ပိုင်းမြောက်ပိုင်းနဲ့မွန်ချေးရွာများကိုနေတိုင်းလိုလိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်နေတယ်လို့သိရပါတယ်သူတို့စစ်တပ်ကအပြစ်ရတယ်ပြောပြီးတော့ကြေညာတယ်တကယ်တမ်းစစ်မြေပြင်မှာကြတော့ကော့ကရိတ်မှာမြောက်ပိုင်းတောင်ပိုင်းရွာတွေကိုစစ်တပ်ကအမြောက်တင်ကားတွေနဲ့ပြစ်တယ် ်နောက်ပြီးတော့ကင်းထောက်လေရင်တွေပြန်နေပြီးရင် drone နဲ့ဘုံလာချဲချတယ်ဒါကကရင်ရွာတွေဘက်နဲ့အာရှလမ်းမဘက်ကိုပေါ့နောက်ပြီးတော့ဂျိုင်းမြစ်ဟောင်းတယောမြစ်ဘက်ကမွန်ရွာတွေရှိတဲ့ဘက်ကိုကော့ဘိန်းကော့ပေါ့တရဏာရွာတို့ဓမ္မတရွာတို့ဘက်ကိုဂျိုင်းမြစ်ထဲကနေပြီးတော့စစ်သည်မော်တွေကနေအမြောက်တွေနဲ့ပြစ်တယ်အဲ့ဒီတော့ချုံပြီးပြောရမယ်ဆိုရင်ကြီးရေလေးအဖွဲအစုံကအပြစ်မရက်ပဲနဲ့ဆက်လက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတာပါလို့ကော့ဂရိတ်မျိုးအခြေစား KNL မဟာမိတ်ပူးပေါင်းစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါဗျာ ကော့ကရိတ်မြို့နယ်မှာစစ်ကောင်စီရဲ့ခမရ545 546တပ်စကခဆက်နဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်အမတ်ဆက်နဲ့လှိုင်ဝအမြောက်ကုန်းခလိုက်ရ69တပ်နေပူကန်အမြောက်ကုန်း ဒရန်ကူးကြီးရွာရွှေကြက်မင်းစခန်းအောင်ကြီးရစစ်စင်ရေးနောက်တန်းစခန်းတို့ကပြစ်ခတ်တိုက်ခိုက်မှုများကိုလှုပ်ဆောင်နေတဲ့အပြင်ဂျိုင်းမြစ်ဟောင်တရမြစ်အတွင်းမှာရှိတဲ့စစ်တပ်ရဲ့ရေတပ်စစ်သင်းပေါင်း၂စီးကနေလည်းလက်နက်ကြီးများနဲ့တိုက်ခိုက်နေတယ်လို့သိရပါတယ်။အေဘီလာ၆ရက်နေ့နဲ့9ရက်နေ့တွေမှာလည်းကွန်ကရစ်မြို့နယ်ဒရာကျိုးနေရာကအမြောက်တင်ကားနဲ့ကွန်ကရစ်အာရှလန်ကတ်ရက်ရှိတဲ့ကွန်ရွဲ့ဒရန်ကူးရွာတက်ကုန်းမိချောင်းအင်လှိုင်းစိပြားပင်စင်ကုန်းရွာများဘက်ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းဒရုန်းနဲ့ဘုံကျဲခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဒီရက်ထဲမှာစစ်တပ်ကအမြောက်တိန်ကားတွေနဲ့လိုက်ပစ်နေတာမျိုးတွေလုပ်နေတယ်။အေပီလ9ရက်နေ့ကဆိုရင်တောင်ကြားအင်းဘက်ကိုလက်နက်ကြီး9လုံးလောက်ပစ်ထည့်ထားတယ်။အေပီလ6ရက်နေ့မှာရေဘူကြီးရွာဘက်ကနေပစ်တာ။ ။နောက်ပြီးတော့ကိုးတိုင်းလှိုင်ခွေဖျားကုန်းဘက်ကိုလည်းပြစ်တယ်။ရာဘာချန်တို့ဒူရင်ကြက်မောက်ချန်တွေကိုလည်းလက်နက်ကြီးတွေကြောက်ရောက်ပောက်ခွဲခဲ့ပါတယ်။အဲ့ဒီဘက်မှာ PDF တို့ KNU တို့ကတ်လာမှာစစ်ခွဲတွေကကြောက်ပြီးတော့နေတိုင်းလိုလိုပြစ်ထုတ်တာမျိုးတွေလုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အချမ်းဖတ်စစ်ကောင်စီကတော့စစ်တပ်အနေနဲ့အပြစ်ရထားတော့လေကတိုင်တိစစ်တပ်စခန်းကို KNL ကလာရောက်ပြစ်ခတ်တယ်လို့အချမ်းဖတ်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာတာဝန်ကျနေတဲ့ရဲတအုပ်နဲ့စစ်မှုထမ်းတပ်သား2ဦးတို့ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 6ရက်နေ့ဟာခါမြို့စိုက်ပျိုးရေးခြံမှာတာဝန်ကျနေတဲ့စစ်ကောင်စီလက်အောက်ခံအသက်25နှစ်အရွယ်ရဲတပ်သားတန့်စင်ဖြိုးဟာ၎င်းကင်ဆောင်တဲ့ BA63 G3 အမျိုးအစားတပ်နဲ့တလား G148 တောင်ကြီးပေါက်တစ်ခုတို့ကိုယူဆောင်လာကာချင်းလန်း Defense Force ဟာခါထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါရတယ်။အလားတူပဲ Masla 25ရက်နေ့ကလည်းဟာခါမြို့မှာတာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား၂ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ချင်းလန်း Defense Force ဟာခါထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကောင်စီကိုစန့်ကျင်ပြီးတော့ပြည်သူတော်လှန်ရေးတပ်ဖွဲ့များထံကိုပူးပေါင်းပါဝင်လာတဲ့ရဲတပ်သားနဲ့စစ်မှုထမ်းတပ်သား၂ဦးကိုချင်းလန်း Defense Force ဟာခါကရွံ့ရွံ့ထွေထွေကြိုဆိုပြီးတော့ငွေသားစုချင်းများကိုလည်းချင်းမြင့်ခဲ့တဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်မှာဆက်လက်ပြီးတော့တာဝန်မထမ်းဆောင်ပဲပြည်သူရင်းငွေကိုဗတ်ပြောင်းခိုးလုံလာသူများကိုချင်းလန်း Defense Force ဟာခါက အများအားကြိုးစုံနေကြောင်းနဲ့လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူပေးမှာဖြစ်တယ်လို့အသိပေးကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ you